ကျွန်တော်တို့ရဲ့ကဘာကြီးဟာတစ်တော်တွေတောင်တန်းနေနဲ့တိတ်ကိုတာယာလှပခဲ့တာပေါ့ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးဟာတိတ်အကြာကြီးမဟုတ်ခဲ့ပါဘူးအရာအားလုံးရဲ့ပျက်စီးခြင်းဟာမိုးရွာတဲ့နေ့တည်းမှာစတင်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ရဲ့ကဘာကြီးမှာမိုးတွေအသေးထန်ရွာတော့ဘယ်ဟာမှမကြည့်တဲ့ဒဇင်းတချို့ရောက်ရှိလာခဲ့ပါတယ်သူတို့ရဲ့ပုံပြနေတဲ့ခန္ဓာကိုယ်တွေချိုယွင်းနေတဲ့အတွင်မြင်တွေကတကယ်ကိုတွေးပြချောက်ရားစရာကောင်းလုံးပါတယ်အဲ့ဒီနေ့ကစပြီးမိုးရွာတဲ့ချိန်မှာ သူတို့ရောက်လာတတ်ကြပါတယ်ကျွန်တော်တို့လည်းဒီလိုကဘာကြီးထဲမှာအတက်ရှင်နိုင်မှာမလားဒါမှမဟုတ်မိုးရတဲ့နေ့ဟာကျွန်တော်တို့ရဲ့နောက်ဆုံးနေ့ဖြစ်လာမလားဆိုတာကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးအထိလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ဟယ်လိုညီကိုတို့ကျွန်တော်ရဲ့ channel လေးကလည်းပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုတော့ဝေါ်ထဲကိုရောက်နေပြီဆိုတော့အရင်ဆုံးတိတ်ခုတ်ကြရအောင်ဗျအရာအလုံးရဲ့အစားကတိတ်ခုတ်တာနဲ့ပဲစားရမှာပဲလေဟုတ်တယ်မလား โอเคကျွန်တော်တို့တိတားရတယ်ရပြီဆိုတော့ credit level လေးတစ်ခုယူမယ်ပြီးတော့ရင် low at the tool လေးတွေကျွန်တော်တို့လုပ်ရမယ်ဗျအစားအစာတော့ကတော့စိတ်ပူကြမလို့တော့ဘူး tool လေးတွေတွေ့ပြီကျွန်တော်မှာပစင်ရှိရအောင် fault tool နဲ့ပဲခုတ်တက်လိုက်တယ်ဗျโอเคဒီမှာကျွန်တော် stone တွေ့ပြီအဲဒါ stone လေးနည်းနည်းမိုင်းမယ် stone pick နဲ့ဆိုပို့ပြီးတော့မြန်မယ်ထင်တယ်။ stone pick နဲ့ဆက်ပြီးမိုင်းရအောင်။ ပြီးတော့ကျွန်တော်ချိန်ဆွဲကြည့်ဦးဗျာအမြန်ဆုံးအနေနဲ့ကျွန်တော်တို့ဂျွာတစ်ခုရှာခြင်း ਨੇ အဲ့တော့ပြန်ပြန်မဲမိုင်းရအောင်ပြီးတော့ကျွန်တော် stone tool လေးတွေထပ်ပြီးတော့လုပ်ခဲ့တယ်ပြီးတော့ခင်းဆက်ပြီးတိတ်မကြခင်မှာပဲကျွန်တော်ဂျွာတစ်ခုရှာလုပ်ခဲ့တယ်ဒီလိုမိုးရွာလို့မဖြစ်တဲ့ကဘာကြီးထဲမှာဂျွာတစ်ခုရှာတည်ရဲ့ဆိုကျွန်တော်တို့ဒါအရန်ကိုကန်ကောင်းတယ်လို့ပြောရမှာဗျာတကယ်လို့မိုးရွာလာရင်ကျွန်တော်မှနေရမှာမဟုတ်ဘူးကျွန်တော်ဒုက္ခရောက်သွားနိုင်တယ်ပေါ့နော် ဲ့တော့ဒီရွာလေးရှာတွေ့တာကျွန်တော်တို့ကံကောင်းကြီးပဲဗျ။ Okay အဲ့တော့ရွာလေးကတန်ကျပစ္စည်းလေးကိုကျွန်တော်လိုက်ချကြည့်ရမယ်။ဟိုကျွန်တော်ခုဆိုရင်လဲလာဖူးအာမရရေပေါ့နော်။အဲ့တော့ကျွန်တော်နည်းနည်းတော့ပါဝင်လို့ရပြီ။ပြီးတော့ကျွန်တော်မီးဖို့လေးတွေယူခဲ့တယ်။ဒီမီးဖို့ကတန်နေကြိုချက်ရင်အရင်တော့တွန်းဝင်နေဗျ။အဲ့တော့ကျွန်တော်ယူခဲ့လိုက်မယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့အန်ယွန်းတွေသွားတူးရအောင်မယ်ကျွန်တော်ရဲ့ဒီလေတာဖူးအောင်ပါကအရင ကာဝင်မထီရအောင်ပေါ့နော်အဲ့ဒီတော့ပို့ပြီးတော့ကြန့်ခိုင်နေကျွန်တော်တို့အိုင်းယွန်းတွေကိုကျွန်တော်တို့တွားရှာရအောင်မယ်အဲ့ဒီတော့ဒီနားမှာကိတ်တစ်ခုရှိမယ်ထင်တယ်ဟုတ်တယ်ဗျာကျွန်တော်ဒီမှာဂူကြီးတစ်ခုရှိရဲ့အဲ့တော့အိုးကျွန်တော်ဟိုမှာမိုင်းချက်ကြီးတည်းရှိတယ်အဲ့ဒီတော့ကျွန်တော်ဒီတဲကိုဆင်းမယ်ကန်ကောင်းရင်ကျွန်တော်တိုင်းမုန်းနေရမှန်းလေဗျအဲ့ဒီဆင်းရမယ် Let's go အော်ရတော့ကျွန်တော်လိုအပ်နေရဲ့အိုင်းယွန်းတွေကိုကျွန်တော်စပြီးမိုင်းရတယ် ဒီမှာကျွန်တော်အိုင်းယွန်းနေစပြီးတွေ့နေပြအဲ့တော့ကျွန်တော်တို့အိုင်းယွန်းနေလိုစားလောက်ကျွန်တော်မိုင်းထားရမယ်ပြီးဆုံးကျော်ကူလေးရောက်နေရဆိုတော့ကျွန်တော်ရဲ့အာမာလေးကိုကျွန်တော်ဝတ်ထားမှရမယ်ရှိတဲ့အာမာလေးကိုဝတ်ထားမှရမယ်တော်ကြနေဇွန်မီတွေခရီးပါကျွန်တော်လာရောက်လာမှဖြစ်တည်နေပါဦးမယ်အိုးကျွန်တော်အိုင်းယွန်းထက်တွေ့ပြန်ပြီဗျာကျွန်တော်ရားလည်းမရတော့ကျွန်တော်မိုင်းထားမှရမယ်အိုင်းယွန်းများများရှိတယ်ကျွန်တော်တို့ကကောင်းလေးပဲဗျာ အရင်ဖူးအောင်မှလုပ်လို့ရမယ်ပြီးရင်ဓာိုင်းကလည်းလုပ်မယ်ပြီးရင်လိုအပ်တဲ့ပစိန်တွေကျွန်တော်တို့ဓာတ်တွေလုပ်ရမှာပေါ့နော်ကိုကိုကာဝယ်ရမှာဗျဟိုအောက်ကြွားပါပြီးရင်ကျွန်တော်တို့မိုင်းချက်သေးကိုဝင်ရမှာဆိုတော့အဲ့ဒီနားလေးမှာပဲကျွန်တော်တို့အရင်လေးကြိုးရမယ်အဲ့ဒီတော့မီးဖိုတွေတစ်ခုခရက်လိုက်မယ်ဟုတ်ကျွန်တော်မှာရွာယူလာတဲ့မီးဖိုတစ်ခုရှိနေရပဲကျွန်တော်မိတ်အနေရဟုတ်တာပဲဟိုဒါနဲ့ပဲကြိုးလိုက်မယ်ကျွန်တော်အဲ့ဒါပို့ပြီးတော့အမြန်နဲ့ပေါ့နော်ကျွန်တော်လည်းရွာယူလာတဲ့မီးဖိုက ိုပြီးတော့မြန်တယ်အဲ့ဒါတော့ဒါနဲ့ပဲကျွန်တော်မခိုးလည်းမရှိဘူးဘယ်လိုလုပ်ရမလဲကျောင်းတက်သားလေးကိုတုံးထားလိုက်အောင်ပါဗျာပြီးတော့ပဲကျန်တာဆက်လုပ်ကြရတာပေါ့โอเคဒီလောက်ဆိုကျွန်တော်အိုင်ယွန်နည်းလောက်ရပြီတင်နေကျွန်တော်ရှင်းလောက်ရအောင်မယ်ဟောဒီထဲမှာမဟုတ်ဘူးဒီထဲမှာအားလုံးတော့ရပြီဟိုနေဦးကျွန်တော်ရဲ့တက်သားလေးအများကြီးပဲကုံသွားရင်ကျွန်တော်၁၀လုံးတော့ထဲတာ၅လုံးပဲကျန်တော့တယ်ဟိုမှာဖြစ်သေးပါဘူးကျွန်တော်ဒီတိုင်းဆက်ကြုံနေရင်ကျွန်တော် တစ်သားရေကုံသွားနိုင်မှာပေါ့နော်။ဟိုးဘာတိုင်းလဲ။ Oh my god ။ကျော်အပြင်းမမိုးရွာနေနေတူလေ။ကျွန်တော်မိုင်းနှွန်းနဲ့ရောက်နေရတယ်ဘာမှမသိအောင်။ဒီကောင်ကရောက်လာတဲ့နေ။မရှိဘူးဖြစ်ဘူးကျွန်တော်ရဲ့ဒီညလေးကိုအရင်ဆုံးကာထားအောင်မှရမယ်။ Oh my god တလောက်အစိုးရရောက်လာနိုင်တယ်လို့ကျွန်တော်မထင်ဘူးဗျာ။မိုးရွာလေအစိုးရရွာလာရတယ်လို့။ဟိုးဘာကြီးလဲ။ဒီလိုပိတ်ထားရင်တော့ဒီကောင်ကဝင်မလာနိုင်လို့လို့တော့ထင်တာပဲ။ မဖြစ်ဘူးဗျာကျွန်တော်မိုးမသိမချင်းဒီထဲမှာပဲနေရတော့မှာပဲကျန်တယ် Oh my god โอเคကျွန်တော်မိုးတော့လဲတော့နေနေတာပဲတညတော့ဒီကောင်ကြီးချက်လာကျွန်တော်ခံနေရတယ်ဗောနောဒီကောင်ဘာဖြစ်လို့ကျွန်တော်ကိုလာပြီးတော့မတိုက်ထားလဲဆိုတော့ဒီကောင်ရေထဲမှာညံ့နေရဗျာ What ဘယ်ရောဟုတ်တယ်ခုနကကျွန်တော်ဒီနားလေးမှာတွေ့လိုက်တာလေโอ้ကျွန်တော်အပြင်မှာမိုးတိတ်သွားတယ်ထင်တယ် တောင်းမနဲ့လင်းသွားတယ်တင်အိုးတော်ရရပါဗျာဒီကောင်ရေထဲမှာညံ့နေလို့ကျွန်တော်နားရောက်မလာနိုင်တာကျွန်တော်ကန်ကောင်းသွားပါဗျာတော်ရရေအိုးပြီးသွားပြီဟုတ်တယ်တကယ်ဒီကောင်တကယ်ပြီးသွားပြီဟုတ်တယ်ကျွန်တော်အပြင်မှာမိုးလင်းသွားတာဗျာโอ้ my god တကယ်လက်ကီးပဲဗျာမဟုတ်ရင်ကျွန်တော်ရှော့သွားနိုင်တယ်ဗျာသူရေထဲမှာညံ့နေလို့ဒါကျွန်တော်မတိုက်နိုင်တာအော်မဖြစ်ဘူးမဖြစ်ဘူးကျွန်တော်ဒီထဲကခိုးတွေကျွန်တော်အိုင်းယွန်းတွေကိုအမြန်ဆုံးတူးပြီးတော့ဒီထဲကနေအမြန်ထွက်မှရတော့မယ် ပြီးွားရင်ကျွန်တော်အိမ်သလုံးအမြန်ဆောက်ရမယ်။အော်သက်ဆူတွေတော့ကြက်တယ်ဗျာ။မောလိုက်တာ။ Okay အယုံနေလေလုံလုံလောက်လောက်ရပြီဆိုတော့ကျွန်တော်တို့ဒီကူတွေကနေထွက်နိုင်ပြီပေါ့နော်။ Oh my god ကျွန်တော်တို့ mindset ထဲလဲမုံငန်လိုက်ရအောင်ဗျာ။ကြောက်နေရတယ်တန်းပြီးတော့ပြေးတက်လာခဲ့ရပဲ။ပြီးရင်ကျွန်တော်တို့ရွာကိုပြန်ပြီးတော့အိမ်သလုံးဆောက်ရတော့မယ်။မိုးတွေကကျွန်တော်တို့နောက်ပြီးရင်ဆက်တိုက်သလိုရွာလာတော့မှာပေါ့နော်အဲဒီတော့ အကြခင်ရွာလာတော့မယ်မို့ကာဝယ်နိုင်ဖို့အတွက်ကျွန်တော်တို့အိမ်တုံးဆောက်ရတော့မယ်အဲ့တော့ကျွန်တော်ရွာကိုအရင်ဆုံးပြန်ရမယ်ရွာတော့ကျွန်တော်ပြန်ရောက်လာခဲ့ပြီပေါ့နော် Oh my god ကန်ကောင်းလူလားကျွန်တော်မတည်ပဲပြန်ထွက်လာနိုင်ခဲ့တာပေါ့နော်ရလာတယ်ကျွန်တော်ရဲ့အိုင်ယွန်းလေးတွေကိုကျွန်တော်ကြိုးချက်ရမယ် K အိုင်ယွန်းလေးထည့်မယ်ခိုးလေးတွေထည့်မယ်ဒီလိုကျွန်တော်တို့အဆင်ပြေပြီ ကျွန်တော်ဒီတစ်ခါတော့အန်ယွန်ဖူးအောင်มาရရည်ပေါ့နော်အင်းပြီးရင်ကျွန်တော်တို့ရှာဘယ်လေးတစ်ခုချစ်လို့လုပ်မယ်ကျွန်တော်တို့တဲရီတူးရမှာပေါ့နော်ပြီးရင်ကျွန်တော်အိမ်ကိုစောက်တဲ့အခါမှန်နေကာရမှာလေအဲ့တော့ကျွန်တော်တို့ကြိုပြီးတော့ပြင်ဆင်ထားရမယ်တဲရီတူးထားရမယ်ပြီးတော့ကျွန်တော်ပိုက်လဲစာနေဆိုတော့ရွာထဲကစပယ်ထုတ်တွေကိုကျွန်တော်ယူလာခဲ့လိုက်တယ်ပေါ့နော်အဲ၃လေးခုလောက်ဆိုအရှင်ပြေပြโอเคရပြီ ကျွန်တော်ကြိုထားတဲ့အိုင်ယွန်လေးတွေရလာပြီနဲ့အဲ့တော့ကျွန်တော်တို့အာမာလေးတွေလောက်ရအောင်အိုင်ယွန်ဖူးအာမာလောက်ရမယ်လောလောဆယ်တော့ကျွန်တော်တို့အင်းဂျင်နဲ့ပေါင်းပြီးပဲရရတယ်အဲ့ဒါပဲကျွန်တော်ယူထားလိုက်အောင်မယ်အင်းဂျင်နဲ့ပေါင်းပြီးနဲ့ရပြီကျွန်တော်လဲတာအင်းဂျင်တွေပေါင်းပြီးကျွန်တော်ဝတ်ဆရာမလို့တော့ဘောနော်ခဏနေကျွန်တော်တို့အိုင်ယွန်ဖူးအာမာရတော့မှာပေါ့ပြီးတော့အရင်တက်သားရင်တော့ခိုးရအောင်မယ်ဗျာ ကျွန်တော်မှာတိသားရည်ရာလည်းမရှိသေးဘူးကျွန်တော်အိမ်ဆောက်ဖို့ကတိသားရည်အများကြီးလိုတယ်အဲ့တော့ရွာရဲ့ခလန်လန်းလောက်မှာကျွန်တော်တို့စစ်သွားခိုးရမယ်ပေါ့နော်တော့ဘဲဘဲချမ်းမှာရှိနေတယ်တော့မကြည့်ဘူးပြီးမှကျွန်တော်လိုက်ရှာရမယ်ပြီးတော့ရွာရဲ့ဘယ်နားလေးမှာကျွန်တော်အိမ်ဆောက်ရမယ်မသိဘူးဟိုးနောက်ကတောင်ကုန်းလေးမှာဆိုရင်ကျွန်တော်အဆင်ပြေလောက်ရတယ်ဗျကျွန်တော်စကားရောင်ထစ်ကုန်ကြီးဗျ โอเคခုဆိုရင်ကျွန်တော်တို့ iron full armor ကြာသွားပြီဗျာပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့တက်ခွရမယ့်အစီအစဉ်လေးစလိုက်ကြရအောင်ကျွန်တော်ဘာလို့လေးတယ်ဘာမှမလို့တော့ဆိုရင်တော့ကျွန်တော်ပစ္စည်းလေးတွေကိုကျွန်တော်ယူခဲ့လိုက်မယ်음 let's go ကျွန်တော်တက်ခွကြရအောင်နောက်မှာပလေကြာနေတဲ့စကိုင်းတစ်ခုတွေ့တယ်ပေါ့နော်ကျွန်တော်တို့ဝင်ပြီးတော့မတိုက်တော့ဘူးတော့ညာနေကျွန်တော်တိုက်လိုက်မှာရွာထဲမှာ ရွာမှာဒုက္ခရောက်နေပါအောင်မယ်အဲ့တော့လိုအပ်တဲ့တစ်တွေကိုပဲကျွန်တော်ခုံမယ်တစ်တွေကတော့နည်းနည်းတော့ရနေပါတော့ကျွန်တော်တို့ညက်နေလဲဆောင်းနေဟိုဟိုမူးရနေမူးရနေအိုမိုင်ဂေါ့အိုမိုင်ဂေါ့မဖြစ်ဘူးဒီလိုချင်းမူးရတော့ကျွန်တော်တေသွားလိမ့်မယ်ဟုတ်တယ်ဟိုးယခုနာမူးရလာလားလို့ဖြေးသေးပါဗျာကျွန်တော်တို့မနေ့ရောက်မှပဲဆက်ပြီးတော့တစ်ခိုးကြရအောင်ဗျာဒီညကတော့ကျွန်တော်အိတ်လိုက်အောင်မယ်အိုးတော်လေးကျွန်တော်တို့မိုးမွှရလာတာပဲကျေးဇူးတင်ရမယ် ုနကကျွန်တော်မိုးပေါက်တွေကြာလာကျွန်တော်မြင်လိုက်တယ်မနေ့မှပဲဆက်ပြီးတော့ခုတ်ကြမယ်မနေ့ရောက်မှပဲလိုအပ်နေတဲ့တစ်သားတွေကိုကျွန်တော်ဆက်ပြီးတော့ခုတ်ခဲ့တယ်ပြီးတော့ stone တွေခိုးတွေကိုလည်းကျွန်တော်တခါတယ်မိုင်းခဲ့လိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်လိုအပ်လာမှဆိုတော့โอเคကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေလည်းရပြီဆိုတော့ရွာကိုပြန်ကြရအောင်ကျော်ပြန်ပြီးတော့ကျွန်တော်တို့အိမ်ဆောင်မဲ့နေရာကောင်းကောင်းလေးရှာရမယ်ဗျ။ရွာရဲ့ကုန်းမြင့်ပိုင်းဆိုတော့ ကျွန်တော်ဒီနေရာလေးကတော်တော်လေးဆင်ပြေတယ်ဗျအဲ့တော့ကျွန်တော်တို့အချိန်မဆွဲပဲဒီနေရာမှာပဲအိမ်ဆောက်လိုက်ကြရအောင်အိမ်တလုံးအမြန်ပြီးဖို့ကကျွန်တော်တို့အရေးကြီးတယ်ဗျ Let's go ြီးတော့ကျွန်တော်ရဲ့ပစ္စည်းတွေထည့်ဖို့အတွက်လည်းကျွန်တော်တို့ check ကလေးတစ်ခုလုပ်လိုက်တယ်ပြီးတော့ကျွန်တော်မှအိယာမရှိသေးဘူးပေါ့နော်အိယာလေးတစ်ခုလုပ်လိုက်တယ်ပြီးတော့အပြာရောင်လေးပဲပြောင်းလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အိယာလေးနေရာချမယ်โอเคကျွန်တော်ဖားနေကလေးတွေထည့်မယ်ပြီးရင်ကျွန်တော်ရဲ့တဲတွေကိုကြိုးထားလိုက်မယ်ပေါ့နော်မှန်ရအောင်လို့ကျွန်တော်အိမ်ဆောက်ပြီးွားရင်တခါတယ်မှန်လဲရအောင်လို့ပေါ့ ေးကျွန်တော်တို့အိမ်လေးရောက်ဆောက်လို့ပြီးသွားပါပြီအိမ်ဆောက်တာတော့ဗီဒီယိုထဲမှာမထည့်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုစီသွားမှာဆိုလို့ပေါ့နော်ပြီးတော့ကျွန်တော်အိမ်ဆောက်နေရတော့တွင်းမှာလဲမိုးထက်မရွာတော့ဘူးဗျအဲ့ဒါကြောင့်ကျွန်တော်တို့အိမ်ဝင်ပဲတစ်ခါတည်းပြီးအောင်ဆောက်လိုက်တယ်ဟိုတစ်ခါမိုးရွာမလို့ဖြစ်ပြီးကဗာဒူးကြောင်းမှာဖြစ်တော့ဘူးပေါ့နော်အဲ့ဒါလည်းတစ်ချက်တော့ကောင်းပါလေအဲ့တော့ကျွန်တော်တို့အိမ်လေးရပြီးသွားပြီဆိုတော့ ကယ်လို့မိုးရမယ်ဆိုရင်တော့ကြောက်ရှာမလို့တော့ဘူးအဲ့ဒါနဲ့ကျွန်တော်ဘာလို့ရမှမသိကြတယ်ကျွန်တော်ရဲ့အိမ်ပတ်ချာထဲမှာကျွန်တော်လမ်းလေးရှောက်ပြီးတော့ဖောက်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ခြံစည်းရိုးလေးတွေလည်းကျွန်တော်အလှအနည်းနဲ့ကားလိုက်တယ်ပေါ့ဗျာကျွန်တော်တို့လုံလုံခြုံခြုံကြီးကားတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးလုံနေအောင်တိတ်မကြခင်ပါပဲ follow me ဆိုပြီးတော့စာတန်းတစ်ခုပေါ်လာပြီးတော့မိုးကြီးစရရွာလာခဲ့တယ်ဗျာโอ้ shit မိုးကြီးတကယ်ရွာလာပြီဒီခါတော့ကျွန်တော်မဖြစ်ဘူးကျွန်တော်အိမ်မော်ကိုတက်နေမှရတော့မယ် ဟိုးတကယ်ရွာလာတာပဲဖြစ်ဦးမဖြစ်ဦးကျွန်တော်အိမ်ဝင်ပါပဲတော့ပုံးနေရတော့မယ်ဒီကောင်းနေရောက်လာတော့မေးလို့တော့ကျွန်တော်စိတ်ထဲမှာခံစားနေရတယ်ဗျာ Oh my god တော်ရည်ရဲ့ဗျာကျွန်တော်အိမ်ဆောင်ပြီးမှပဲဒီကောင်းနေရောက်လာလို့မဟုတ်ရင်ကျွန်တော်သွားပြီပေါ့နော်ဘယ်နာကနေရောက်လာမလဲပဲကြည်ရတော့မှာပေါ့နော်ဒီကောင်ကြီးရောက်လာမယ်ဆိုတော့တေးကြတယ်ဗျ။ လက်ခများရောက်လာမယ်မသိဘူးအောက်မှများရောက်နေတာမသိဘူးဟိုရှိတော့မရှိသေးဘူးဘယ်ဘက်ကလာနေတယ်ဒီဘက်မှာလည်းမရှိသေးဘူးဖူးချိန်နေတော့ဘာမှတော့မထူရသေးဘူးဒါမှမဟုတ်ဒီကောင်ကြီးကတကယ်ရောရှိရောရှိလားမသိဘူးဗျာရှိရောရှိမှာဗျာဘာလို့လဲဆိုတော့ကျွန်တော်မိုင်းနှင်းထဲမှာတော့တကောင်တွေ့ခဲ့ပြီးဆိုတော့ခုလဲကျွန်တော်ရောက်လာမယ်ဆိုတာကြည့်နေတယ် မရောက်လာလေးရပဲဖြစ်မယ်ဗျ Okay စင်ပြေနေတော့မယ်မိုးတွေကတော့တကယ်ကိုတဲတဲထန်ထန်ကိုရွာနေဗျာကျွန်တော်တို့မိုးမသိမိချင်းတော့အိမ်ထဲမှာပဲနေရမှာပေါ့နော်ဘာမှလည်းလုပ်လို့မရတော့ Okay ဘာမှတော့မထူကြရဘူးစင်ပြေလေးတည်း ျွန်တော်အိမ်ကိုအမြင်လေးစောက်လိုက်တာနည်းနည်းအဆင်ပြေတော့အိုးကျွန်တော်ဟိုကောင်ကြီးရောစပြီးလာနေပြီကြည့်အောင်ဘရိုတို့တကယ်ရောက်လာပြီဗျာဒီကောင်ကျွန်တော်ကြီးကိုတက်တက်ကိုလာနေတာโอ้ my god ဟိုဒီကောင်ဘလို့ပုံစံကြီးလဲကျလုံးနှလုံးမယ်ကျွန်တော်ဖြူအောင်ဖြစ်နေအောင်ခါးတော့မဲနဲ့နေအောင်တော့ရှာ တန်တွေကလည်းကြားနေရတယ်ဗျအောက်မှာလည်းကျွန်တော်ရောက်နေပြီထင်တာပဲဟိုတန်တွေကဆူညံနေရပဲဗျကျွန်တော်ကြောက်လုံးလုံးနှလုံးခုန်တန်တွေကမြန်နေဗျာ Oh my god အိမ်ပေါ်တော့တက်မလာတော့ဘူးထင်တာပဲ Oh my god ကျွန်တော်တို့အကုန်လုံးရောက်နေလားတော့မသိဘူးဗျာနော်အောက်မှာတွေကအတန်တွေကတော့မျိုးစုံကြားနေရဗျာဟိုအိုက်ကြိုင်ကြိုင်ကြိုင်နေမှာထားရ ဟုတ်တယ်ကျွန်တော်အောက်မှာအကုန်လုံးရောက်နေမင်း Oh my god ဘာကြီးလဲခေါ်လန့်လိုက်တာဘလိုပြောလို့ဒီကောင်ခေါင်းရဲ့ကျွန်တော်အိမ်မော်ကြီးကိုကြော်ဝင်ရတယ်ဟိုဒီကောင်ခေါင်းရဲ့အဲ့လိုတော့ရှေ့ရတာခုတ်လို့လည်းမရဘူးဗျ Oh my god လန့်သွားပြီဗျာခေါင်းကြီးဆွီကနေထွက်လာတော့ဟိုတီတော်မှတ်လားဟို shit ဟိုဒီကောင်တော်တော်အရေးစီတာပဲ Oh my god ဟိုကောင်းမလာတယ်ကျွန်တော်အဲ့လိုမဲမောင်တိုင်းတေးရတယ်ကျွန်တော်ဟိုလက်တစ်ဖက်ပြက်နေဥတွေတွဲလောင်းကြနေကောင်ကျွန်တော်လာတာပဲအဲ့ကောင်ကြီးတောက်ဆုံးပဲဗျအဲ့ကောင်မြင်啊ဒီကောင်ကြီးရောက်လာဘလိုပြေလို့ကျွန်တော်အိမ်မောင်ကြီးရောက်နေရဟဲ့ဦးဟာဒီကောင်ဘလိုပြေလို့ကျွန်တော်အိမ်မောင်ကြီးမှာထိုးထွက်နေရ ောင်းနေရရောတန်ရပညာညာပဲအော်ကျွန်တော်တိုင်းကဖယ်လိုက်ရင်တော့ကျွန်တော်မခုတ်တော့ထင်တယ်ကျွန်တော်ဒီကောင်နဲ့နည်းနည်းလွန်အောင်အပေါ်လေးကိုကျွန်တော်အသားလေးခုပြီးတော့အပေါ်တက်နေကုန်မှာရ။တော့ညာနေခုန်နေမှာမယ်ရှော့နေကုန် ဒီကောင်ကတော်တော်ဆိုးတယ်ဗျာအဲ့ညနာကြီးအပေါ်ရှေ့ကြီးကနေပြတာပေါ့နော်အနွားလုံးတက်လာရင်တော့ဟိုကျွန်တော်မဲနေရဖက်တီတော့ပျောက်လာပြီပေါ့နော်မားလို့တောက်ထားတော့ခုတ်လိုက်ခုတ်လို့လည်းမရအောင်ဗျာဘာဖြစ်လို့မရအောင်ဒီကောင်ကောင်လုံးကြီးညင်နေရတာကြောင့်မခုတ်လို့မရအောင်ဖြစ်လာဘာလို့ခုတ်လို့မရဘာလို့ခုတ်လို့မရတော့ဘာလို့ခုတ်လို့မရတော့ဟာဖက်ကလည်းခဏလေးပဲပြေးတယ် 哦，发落呀，没叫发财落呀，没那么低咯。这个呗，脑抽那些你拉拉么低过呢？哦，谢发落呀么嘞？အော်မလေးအကုန်လုံးရောက်နေတယ်။ယုတ်။ကျွန်တော်လေတက်မလာနိုင်ကျွန်တော်အပေါ်လေကားလေးကိုကျွန်တော်ဖြုတ်ထားလိုက်အောင်မ။ Don't be afraid တဲ့။အာဒီလောက်ကြီးဖြစ်နေငါမကြောက်ဘဲနေမလား။ Don't be afraid လို့နေရ ကျောင်းစာရေးပို့နေဒီကောင်ကြီးဘောပြောင်းဖြစ်ဘောဘယ်လိုလုပ်ရဝတ်ကျွန်တော်ခုတ်တယ်ဘယ်လိုဖြစ်လို့ကျွန်တော်ခုတ်ခံနေအောင်ကျွန်တော်ဒမ်းမထိနေရဟိုရှစ်ရှစ်တိုင်းကကာထားမှာဟိုးဘောဝတ်ကျွန်တော်တေးကျွန်တော်တေးရောလားโอ้ my god ကျွန်တော်ဘယ်လိုဖြစ်လို့တေးရော